တော်အောင်ဆိုတာဘလို့စိတ်တက်ရှိတယ်လေဆိုတာလေနော်ရှုတော်အသေးသေးကနေမြတ်စွာဘုရားဟောတဲ့ဒေသနာတွေကတော့အများကြီးရှိတာပေါ့နော်သူတော်ကောင်းရဲ့အတိပဲသူတော်ကောင်းစိတ်တက်တွေကိုအများကြီးပြောတာရှိပါတယ်ဒါပေမဲ့ဒီဒေသနာမှာပြောထားတာတွေကိုလည်းပဲဦးဇင်းတို့ကနော်အရင်သိနေခြင်းနဲ့အရင်လဲစိတ်ဝင်စားတယ်အခြေခံကြလုံးတော့ဘာပြောတာတော့ဥပရိပန္နတာပါဠိတော်မှာတပ်ပုရိသတုတ်တန်နဲ့တုတ်တန်ရဲ့ကောင်းစဉ်ကတပ်ပုရိသတပ်ပုရိသဆိုတာဘာပြောတာတော့သူတော်ကောင်းလို့ပြောတာလောကမှာအမြင့်မားဆုံးဘွယ်သူလို့ဦးဇင်းထင်ပါတ နော်သူတော်ကောင်းဆိုတဲ့ဘွဲကတော့အမြင့်မားဆုံးဘွဲပဲဟုတ်တယ်မဟုတ်လားအေးအဲ့တော့မြတ်စွာဘုရားကနော်ယဟန်နေကိုနော်ယဟန်တို့တဲ့အခုသူတော်ကောင်းတို့ရဲ့တရားသူယုံမာတို့ရဲ့တရားကိုတင်းတို့ကငါဟောပြမယ်ဒါကြောင့်ကောင်းစွာနှလုံးသွင်းပြီးတော့ယူယူသေးသေးနားယူပြီးတော့ကောင်းစွာနှလုံးသွင်းကြမှတ်သားကြအဲ့လိုဏိဒံလေးချီပြီးတော့မြတ်စွာဘုရားဟောတာနော်သူတော်ကောင်းတို့ရဲ့တရားသူယုံမာတို့ရဲ့တရားတရားဖြစ်သူတော်ကောင်းတို့ရဲ့စိတ်ထားသူတို့သူယုံမာတို့ရဲ့စိတ်ထားအောင်ဘယ်လိုရှိလဲ အဲ့ဒါကိုမြတ်စွာဘုရားဟောပြတာယန်းတို့တဲ့ဒီသာသနာတော်မှာတော့တချို့ယန်းတွေဟာယန်းတွေကိုဟောတာဟုတ်တော့တချို့ယန်းတွေဟာအလွန်မြတ်တဲ့အမျိုးကနေယန်းပြူလာတယ်တဲ့နော်အလွန်အလွန်မြတ်တဲ့အမျိုးပေါ့နော်ဒါအိန္ဒိယကနော်အမျိုးကိုအလွန်စကားပြောတာနော်ဘယ်မျိုးမှကိုမွေးဖွားခဲ့လဲဆိုတော့သူတို့အလွန်စကားပြောတာအလွန်မြတ်တဲ့အမျိုးမှသူကအလွန်အမြတ်တဲ့အမျိုးကနေယန်းပြူလာတယ်အဲ့တော့သူကဘယ်လိုရှင်းသားလို့ဆိုတော့ငါကအမျိုးမြတ်တဲ့အနေထားကနေယန်းပြူလာတာ ဒီပညာတရားငါလောက်အမျိုးမမြတ်ဘူးအဲ့လိုစဉ်းစားပြီးတော့သူ့စိတ်ထဲမှာအမျိုးမြတ်ခြင်းတည်းဟူသောအကြောင်းကြောင့်ကိုကိုကို မြင့်တင်တဲ့သူတစ်ပါးကိုရှုံချရတယ်တဲ့ကိုကိုကိုအထင်ကြီးတဲ့သူများကိုထင်သေးတယ်ကိုကိုကိုဟုတ်တယ်ထင်တယ်သူများကိုမဟုတ်ဘူးထင်တယ်အဲ့ဒါသူရုံမှစိတ်ထားပဲတဲ့ဟာအဲ့ဒါတော့အဲ့ဒါသူရုံမှစိတ်ထားနောက်အဓိကကကိုကိုကိုမြင့်တင်လိုက်တာသူများကိုရှုံချလိုက်တာအဲ့ဒါသူရုံမှစိတ်ထားပဲတဲ့ဆက်ပြီးတော့လာမှတော့အများကြီးလာမှအကြောင်းတရားတွေဟုတ်လား ူတော်ကောင်းစီထားကြတော့အဲ့လိုမဟုတ်ဘူးတဲ့သူတော်ကောင်းတို့ရဲ့စီထားကဘလို့လဲသူအမျိုးမြတ်တဲ့ဘဝနဲ့သူရဟန်းပြုတ်လာတယ်ဒါပေမဲ့ तू ကဘလို့စဉ်းစားတော့နော်အမျိုးမြတ်ခြင်းကြောင့်လောဘဒေါသမောဟကုန်ခန္ဓာမဟုတ်ဘူးတဲ့ဟော तू စဉ်းစားပုံလေးရနော်အမျိုးမြတ်ခြင်းကြောင့်လောဘဒေါသမောဟကုန်သွားတာမဟုတ်ဘူးတကယ်ဆိုလို့ရှိရင်နော်တင့်တင့်လျောက်ပတ်လျောကန်းတဲ့နော်တရားထုတရားမြတ်ရဖို့အတွက်ထိုက်တန်တဲ့အကျင့်မြတ်ကိုကောင်းကောင်းမွန်မွန်ကျင့်မှသာနေရနော်လောဘဒေါသမောဟဆိုတာကုန်နိုင်တာဟုတ် ဒါကြောင့်အယုသေးခံယူခြင်းကထိုက်တန်အောင်ကျင့်တယ်။ကောင်းကောင်းမွန်မွန်ဖြောင်းဖြောင်းမမတ်ကျင့်တယ်။တကယ်မှန်မှန်ကန်ကန်ကျင့်တယ်ဆိုရင်အဲ့ဒီအကျင့်တရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာမျက်နှိုးစရာကောင်းတာပဲတဲ့။သူတော်ကောင်းစိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့အတွေ့အကြုံအဲ့လို။ဟုတ်လား။အမျိုးမြတ်ခြင်းကြောင့်လောဘဒေါသမောဟကုန်တာမဟုတ်ဘူး။ကောင်းကောင်းမှန်မှန်ကျင့်သုံးမှသာလေချီးမွမ်းတိုက်တာ။အဲ့လိုသိမြင်နားလည်ပြီးတော့အမျိုးမြတ်ခြင်းဒီဟုသောအကြောင်းကြောင့်ပုဂ္ဂိုလ်ကိုလည်းမမြင့်တင်ဘူး။သူများကိုလည်းမရှုံချဘူး။ အဲ့ဒါသူတော်ကောင်းတို့ရရှိထားတယ်။ဒီတစ်ချက်ကိုပဲပဲနဲ့နဲ့မှတ်ရမယ်။ဟုတ်လား။နောက်ရတွေကဒါလေးကိုမိပြီးတော့ပြောမှာဒီဒီပုံစံလိုက်တွေဟောသွားတာ။အခုဘာပြောတော့အမျိုးမြတ်တယ်ပြောတာ။အမျိုးနဲ့ပတ်သက်ပြီးတော့လေးမျိုးတောင်ရရှိပြပါရတယ်။ဟုတ်လား။အမျိုးမြတ်တယ်မြတ်တဲ့အမျိုးကနေရံပြူခဲ့တယ်။နောက်တစ်ပါးပြောတော့ကြီးကျယ်တဲ့အမျိုးကနေရံပြူခဲ့တယ်တဲ့။ဆွေတွေမျိုးတွေတောင်းတယ်လို့ဆိုလိုတာနဲ့တူပါရဲ့။ကြည်ကျတဲ့အမျိုးကနေရံပြူတော့ငါကကြည်ကျတဲ့အမျိုးကရံပြူလာတာ။ဟောပုံကိုယ်တွေတေးသိမ့်တဲ့အမျိုးကနေရံပြူလာတာ။ဒါကြောင့်ငါကသူတို့တက်တာလေ။ ကိုကိုကိုမြင့်တင်တယ်သူများကိုရှုံချတယ်ဒါပါလေသူယုံမှစိတ်တာနော်ကြီးကျယ်တဲ့အမျိုးကပြုတ်လာလို့ရမ်းပြုတ်လာတော့လောဘဒေါသမောဟကုန်တာမဟုတ်ဘူးကောင်းကောင်းချင်းမှလောဘဒေါသမောဟကုန်တာဒါကြောင့်ကောင်းကောင်းချင်းချင်းဒီမျက်နှိုးစရာဖြစ်တယ်ဒီအတွေးနဲ့ကိုကိုကိုမမြင့်တင်ဘူးသူများကိုမရှုံချဘူးဒါပါလေသူတော်ကောင်းစိတ်တာဟောနောက်ထပ်အလွန်ပေါများတဲ့ပု္ပ္ပာရှိတဲ့အမျိုးကလည်းရမ်းပြုတ်လာတယ်မရှိအလွန်ချမ်းသာတယ်ပေါ့နော်အလွန်ပေါ်တယ်အဲ့ဒါကိုအကြောင်းပြုတ်ပြီးတော့ငါက ချမ်းသာတဲ့ဘဝကနေရံပြူလာတာကိုလူတွေကမွေးတည်တဲ့နေရာကနေရံပြူလာတာဟုတ်လားအဲ့ဒါကိုစဉ်းစားပြီးတော့ကိုယ့်ကိုယ်ကိုမြင့်တင်မဲ့သူများကိုနှိမ့်ချမဲ့ရှင်ပါလေဒီဥမာစိတ်တပစ္စည်းပေါ်တဲ့ဘဝကရံပြူလာလို့ပစ္စည်းပေါ်တာကလောဘဒေါသမောဟကိုကုန်စေတာမဟုတ်ကောင်းကောင်းချင်းမှမြင့်နိုးစရာချီးမွမ်းစရာရှိတာဒါကြောင့်မို့လို့အဲ့ဒီလိုမှန်ကန်တဲ့တွင်းနဲ့သူတော်ကောင်းစိတ်တဲ့ရှိတဲ့လူကတော့ကိုယ့်ကိုယ်ကိုလည်းမမြင့်တင်ဘူးသူများကိုလည်းမရှုံချအောင်ဒါသူတော်ကောင်းစိတ်တဲ့နောက်ထပ်တစ်မျိုးပါပြောသေးတယ် အလွန်မွန်မြတ်တဲ့အတုံးဆောင်ရှိတဲ့အမျိုးအစားတွေရံပြူလာတယ်တဲ့တေချာစဉ်းစားနေတာပါပြောတာတော့ဟုတ်တယ်အရန်တန်ဖိုးရှိတဲ့အတုံးဆောင်တွေအခုဒီခေတ်ဆိုရင်နောက်ကားဆိုလို့ရှိရင်တကယ်ကိုယောဘထက်တဲ့ကားမျိုးပဲစီမယ်ပေါ့တိုက်ဆိုရင်လည်းတကယ်ကောင်းပေဆိုတဲ့တိုက်နဲ့နေမယ်ပေါ့ဟာအစံရှိတိုင်းတချို့ကမွန်မြတ်တဲ့အတုံးဆောင်ရှိတာမဟုတ်ဘူးနော်ဟုတ်တယ်မို့လားအေးအဲ့တော့မြတ်စွာဘုရားခွဲချမ်းပြီးတော့ဟောတာအမျိုးနဲ့ပတ်သက်ပြီးဘယ်နှချက်ဟောတော့၄မျိုးဟုတ်လားနောက်ဆက်ပြီးတော့ပြောတော့ ရန်လို့တဲ့ဒေသနာမှာတချို့သောရန်တွေဟာအလွန်တရာမှနော်နာမည်ကျော်ကြားတယ်နော်ချွေရန်တွေလည်းများတယ်ဝိုင်းဝိုင်းလဲနေတယ်ပေါ့ဟုတ်လားအဲ့ဒီလိုမျိုးအနေထားဖြစ်လာပြီဆိုရင်အဲ့ဒီပုံကဘယ်လိုရှင်းသားရောငါကအချမ်းရအကျော်စိုးများတယ်ကျော်ကြားမှုလည်းရှိတယ်ကျန်တဲ့လူတွေကတာမန်နေပါဟုတ်လားအဲ့လိုမျိုးကြော်ကြားတာကိုအကြောင်းပြုပြီးတော့ကိုကိုကိုမြင့်တင်တယ်သူတို့ဘာကိုရှုံချမယ်ဆိုရင်အဲ့ဒါပါတော့သူယုံမှစိတ်တတ်ပါတဲ့။ဟောတချို့ကြတော့ကြော်ကြားမှုရှိတယ် အချွေရံလည်းပေါ်တယ်ဒါပေမဲ့လို့ तू အဲ့လိုမတွေ့ဘူး။အော်ဒီအချွေရံဒီဒီကြောကြားမှုတွေကြောင့်လောဘဒေါသမောဟကုန်သွားတာမဟုတ်ဘူး။ဘလောက်ကြောကြားကြောကြားဘလောက်အချွေရံများများလောဘဒေါသမောဟကြောကြားခြင်းအချွေရံများခြင်းဒီဟုသောအကြောင်းကြောင့်တော့ကုန်စရာအကြောင်းမရှိဘူး။ဖြစ်ချင်းဖြစ်ရင်ကြောကြားခြင်းအချွေရံများခြင်းကြောင့်ကိလေသာတွေတိုးလာစရာအကြောင်းပဲရှိတယ်။ဒါသတိထားနိုင်မှာနော်။သတိမထားနိုင်ရင်အဲ့ဒါကလောဘဒေါသမောဟများခြင်းရဲ့အကြောင်းပဲ။ဒါကြောင့်မြတ်စွာဘုရားက ဒီအချမ်းရအကျော်စောတွေဟာတော့အလွန်ခက်ထန်တဲ့သဘောရှိတယ်အနာဂံကိုတောင်မှန်အောင်ပြစ်နိုင်တဲ့မိုးကြိုးဆက်သွားဖြစ်တယ်လို့ဟောတာဟုတ်လားဒါကြောင့်အချွေရန်အကျော်စောတွေများလို့အချမ်းရန်တွေများလို့နာမည်တွေကြီးလို့ကြောက်ကြလို့လောဘဒေါသမောဟမကုန်ဟုတ်လားသူစဉ်းစားတာအရင်မတည်ဘူးလားတည်တယ်နော်ကောင်းကောင်းကျင့်မှသာလေမြတ်နိုးလိုက်တာချီးမွမ်းလိုက်တာဒီလိုမှန်ကန်တဲ့အတွင်းနဲ့နာမည်ကြီးချင်းကြော်ကြခြင်းကြောင့်သူ့ကိုယ်သူမြင့်တင်နေဆိုတာမရှိဘူးသူများကိုရှုံချတယ်ဆိုတာမရှိဘူးအဲ့ဒါပါလေသူတော်ကောင်းရှိတယ် နောက်ကြော်ကြမှုပြီးတော့ပါပြောတော့ရန်တို့တဲ့ဟောဒီသာသနာတော်ကြီးမှာတချို့ရန်တွေဟာပစ္စည်းလေးပါအလွန်ပေါ်တယ်တဲ့စွမ်းသင်္ကန်းချောင်းစီလူမတမ်းမလို့ဝိုင်းဝိုင်းလဲနေတယ်နော်လက်လာပါအလွန်များတယ်ပေါ့ကျွမ်းနာမည်တော့မကြည့်ဘူးဒါပေမဲ့လက်လာပါများတယ်နော်နာမည်ကြီးတာနဲ့လက်လာပါကိုခွဲပြောတာနော်လက်လာပါအလွန်များတယ်ပြေရှုစာပုံထက်နေဘလို့ချင်းအစုံသူ့မှာအရင်များတယ်အဲ့တော့သူဘလို့ရှင်းတာတော့ငါကလက်လာပါများတယ်ဟောကျန်တဲ့ပုံကိုယ်တွေကဘုံကံအလွန်နေတဲ့လူတွေ ဟုတ်လားအဲ့ဒီလိုတွေးနေကိုကိုကို မြင့်တင်တယ်သူတစ်ပါးကိုရှုံ့ချတယ်ဒါဆိုရင်ပါလေတေယုံမာစိတ်တတ်တယ်တချို့ကြတော့ဘုံကံလည်းကြီးတယ်လက်လာပါလည်းပေါ်တယ်ဒါပေမဲ့လို့မှတ်ကန်လည်းအမြင်ရှိတယ်ဩဒီလက်လာပါတွေများလို့လောဘဒေါသမောဟကုန်တာမဟုတ်ဘူးမကုန်တဲ့အပြင်အခက်မသိရင်နောက်နှလုံးသွင်းမတတ်ရင်လောဘဒေါသမောဟပွားစည်းခြင်းရဲ့အကြောင်းတရားသာဖြစ်တယ်နောက်လက်လာပါများတယ်ဆိုတာဟုတ်တယ်မဟုတ်လားကိုယ့်ရဲ့လက်လာပါကိုမဝေခွဲနိုင်ဘူးဆိုရင်အဲ့ဒါပြိတ္တာဖြစ်ဖို့အတွက်အကြောင်းတရားပဲလေ ော်ဘယ်သူမျိုးကတော့ဝရတဲ့ဟိုဘက်ပိုးစားနိုင်မလဲတော့လှယုံနဲ့ပြင်ပဲဟိုဘက်ဘယ်လိုလုပ်ဝင့်နိုင်မလဲဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ဦးချင်းတို့ပေးတဲ့ပေါင်းတော်တို့ကောင်းကောင်းကျင့်သုံးခြင်းဒီတာလျင်ချီးမွမ်းတိုက်တယ်လို့နားလည်ပြီးတော့လက်လာပါပေါ်ခြင်းကြောင့်ကိုယ့်ကိုယ်ကိုမြင့်တင်တာမရှိဘူးသူတို့ဘာကိုရှုံချတာမရှိဘူးအဲ့ဒါပါလေသူတို့ဘာအောင်စ